ဝင်ပြက်ဝင်လျှောတာဝင်ပိုက်မအိမ်မသာဖြစ်တာ အစာမကြေလေပွားလေထတာဥလုံရှားမှုမမှန်ဖြစ်တာဝင်းချုပ်တာမျိုးတွေကိုဒီနေ့မှာတော့ကျန်းမာရေးအတွက်ကောင်းကျိုးတွေအများကြီးပေးတဲ့ probiotic အကြောင်းနဲ့ probiotic ကိုဘယ်လိုမျိုးတောက်ရတယ်ဆိုတာလေးကို ပြောပြပေးသွားပါမယ်ကျမကတော့မပွင့်ဖြူဝင်ပါဇေဝပညာရှင် pharmacist တက်ဦးဖြစ်ပါရှင် ပထမဆုံးအနေနဲ့ပရိုဘိုင်ယိုတစ်ဆိုတာဘာ လဲဆိုတာကိုအရင်ပြောရလို့ရှိရင်ပေါ့နော် probiotic ကသက်ရှိအကျိုးပြုတဲ့ပိုးကောင်လေးတွေပဲဖြစ်ပါတယ်ကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာငကိုကလေးကလည်းရှိပါတယ်ဒီမကောင်းတဲ့ပိုးတွေကိုပေါ့နော်ခုခံတိုက်ပြီးတဲ့အဲ့အကောင်လေးတွေကိုဒီကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာပေါ်နေအောင် ရှင်သန်နေအောင် အပြင်ကနေထထဲတဲ့သဘောပေါ့နော် probiotic တောက်တယ်ဆိုတာကအဲ့သဘောပဲဖြစ်ပါတယ် probiotic ရဲ့ကောင်းကျိုးတွေကအစာအိမ်ဥလမ်းကြောင်းပြဿနာ ဝင်ပြက်ဝင်လျှောတာဝင်ပိုက်မအိမ်မသာဖြစ်တာ အစာမကြေလေပွားလေထတာဥလုံရှားမှုမမှန်ဖြစ်တာဝင်းချုပ်တာမျိုးတွေကိုသူကတက်တာစီပြီးတော့ကိုခန့်အားကောင်းစေဖို့မိမကိုလမ်းကြောင်းနဲ့စီလမ်းကြောင်းပိုးဝင်တာတွေမှာလည်းတက်တာစီဖို့ရအတွက်ပရိုဘိုင်ယိုတစ်ကိုအသုံးပြုကြလိမ့်ရှိပါတယ်ဒါ့အပြင်အရှိပြားနှီးရဲရောင်ရမ်းတာနှီးခုဖြစ်တာ ဝက်ချံဖြစ်တာမျိုးတွေမှာဆိုလို့ရှိရင်လေ probiotic ကစကင်းရောင်ရမ်းနာတွေကိုတတ်တာစေတယ် probiotic ကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုဒီကိုရီးယားနိုင်ငံတုံးဒေါက်တာမွန်ကင်ချီ probiotic အထုပ်လေးနဲ့အတူတူ ပြောပြပေးသွားချင်ပါတယ်ဒေါက်တာမွန်ကင်ချီဆိုလို့ရှိရင်ရေနဲ့ဖြော်စရာမလိုပဲဒီတိုင်းတန်းပြီးတော့တောက်လို့ရတယ်အရသာအနေနဲ့ဆိုလို့ရှိရင်စပြစ်တီအရသာချိုချိုချင်းချင်းလေးဒီသူ့ထဲမှာပါတဲ့ probiotic အကောင်လေးတွေက လက်တိုပစ္စလက်ပလန်ထွန်နဲ့ဗိုက်ဖီတိုဘက်တီးရီးယံဗိုက်ဖီဒန်တို့အဓိကပါဝင်တယ်ဒီဒေါက်တာမွန်ကင်ချီကကင်ချီကနေထုတ်ထားတဲ့လက်တစ်အဆစ်ဘက်တီးရီးယားလေးတွေဖြစ်တော့ကြတော့ဒီအစာအိမ်ထဲကိုရောက်တဲ့အခါမှာပေါ့နော်အစာအိမ်ရဲ့အဆစ်ဒဏ်ကိုပို့ပြီးတော့ခံနိုင်ရရှိတယ်သဘောကဒီပရိုဘိုက်တစ်လေးတွေကအစာအိမ်နဲ့ဦးလန်းကြောင်အတွေ့မှာပို့ပြီးတော့အချိန်ကြာကြာရှင်သန်နိုင်တယ်ပြောရလို့ရှိရင်ဒီတောက်လိုက်တဲ့ဆေးအာနေတင်ကိုပေါ့ ါ့နော်ပို့ပြီးတော့ချစ်ချစ်ရောက်ရောက်ရစေတယ်။ဒါကြောင့်မလို့ဒေါက်တာမုံခင်ကြီးကဝမ်ပိုင်မအီမသားဖြစ်တာဝင်းပြက်တာ ဝင်းလျှောတာဝင်းချုပ်နေတာဆိုလို့ရှိရင်သူ့ကိုတောက်လိုက်တဲ့အခါမှာမြန်မြန်တက်တာတယ်လို့ပြောကြတာဒီချက်ကြောင့်ပဲဖြစ်ပါတယ်။ probiotic ကိုဝင်းလျှောရင်တောက်လို့ရတယ်လို့ဝင်းချုပ်လို့ရှိရင်လည်းတောက်လို့ရတယ်။ဒါဆိုလို့ရှိရင်ရှောနေရင်ပို့လျှောမယ်။ ချုပ်နေလို့ရှိရင်ပို့ချုပ်မယ်ဆိုပြီးတော့စဉ်းစားနေကြတဲ့သူတွေရှိမှန်းထင်ပါတယ်။ probiotic လို့ခေါ်တဲ့ဒီ lactobacillus အ ကောင်လေးတွေကကျမတို့ရဲ့ဥလှုပ်ရှားမှုကိုလည်းပုံမှန်လုပ်ပေးတယ်ဝင်းကိုလည်းပုံမှန်ဖြစ်စေပါတယ်ဒီနေ့ပြောတဲ့ဒေါက်တာမုန်းခင်ချီပရိုဘိုတစ်အမုန်ထုတ်ထဲမှာဆိုလို့ရှိရင်ဒီခုပြောတဲ့ပရိုဘိုတစ်အပြင်ပေါ့နော်ချီကိုရီအမြစ်လည်းပါဝင်တယ်အဲ့ဒီချီကိုရီအမြစ်က inulin fiber အမြင်ဓာတ်ကိုထုတ်ပေးပြီးတော့သူ့မှာဆိုလို့ရှိရင် prebiotic အစွမ်းတွေရှိရဲပေါ့နော် prebiotic ဆိုတာကဒီ probiotic အကောင်လေးတွေရဲ့စားစရာအစာလေး းတွေဖြစ်တယ်ဒီဒေါက်တာမွန်ကင်ချီထဲမှာဆိုရင်ဒီချီကိုရီအမြင့်လိုမျိုးပေါ့နော် probiotic တွေပါတဲ့အတွေ့အကြောင်းမလို့ဥလန်းချောင်းထဲမှာရှိတဲ့ probiotic အကောင်လေးတွေရဲ့ပမာဏကို ပို့ပြီးတော့တိုးပွားလာတယ်အကောင်လေးတွေကို ပို့ပြီးတော့ရှင်သန်နိုင်စေတယ်သူတို့ကြောင့်ပဲကျမတို့ရဲ့ဒီအစာချစ်ဖြတ်အောင်လဲပေါ့နော်ပို့ပြီးတော့ကောင်းလာစေတယ်ဥလန်းချောင်းမှာဖြစ်တဲ့ယောဂါတွေကိုလည်းသက်သာစေတယ်တော်တော်များများသိကျင်ကြတယ်ပရိုဘိုက်တစ်အထုပ်လေးတွေတောက်ရမယ့်အ အညွန်းကိုပြောပြပေးပါမယ်။ဒီဒေါက်တာမွန်ကင်ချီပရိုဘိုင်တစ်2ဂရမ်အမုံထုတ်လေးမှာဆိုလို့ရှိရင်နေ့စဉ်တောက်ရမယ်ပမာဏကပါဝင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဥလန်းချောင်းကျန်းမာဖို့တောက်မယ်ဆိုရင်ကလေးဆိုလို့ရှိရင်အသက်6လကနေစပြီးတော့လူငယ်လူကြီးထိပေါ့နော် နေ့စဉ်တစ်နေ့တစ်ထုပ်တောက်လို့ရတယ်။ဒါမှမဟုတ်ဝင်းပြက်ဝင်းလျှောဖြစ်လို့ဝင်းအရန်ချုပ်လို့မလို့ပေါ့နော်တောက်ချင်နေဆိုလို့ရှိရင်တော့ကလေးဆိုလို့ရှိရင် တရက်ကို တစ်ထုပ်ကနေနှစ်ထုပ်အထိလိုအပ်သလိုတိုက်လို့ရတယ်လူကြီးဆိုလို့ရှိရင်တရက်ကိုပေါ့နော်သုံးထုပ်အထိတောင်းနိုင်တယ်ကလေး6လအောင်ဆိုလို့ရှိရင်တော့ဆင်ဟောင်းဝင်တဲ့အရင်တိုင်မြင်တဲ့ဒီဒေါက်တာမုံကင်ကြီး probiotic အမုန်းထုပ်လေးတွေကကိုဝင်ဆောင်နဲ့နိုးတိုက်မိခင်တွေမှာဆိုလို့ရှိရင်စိတ်ချလက်ချတောင်းလို့ရတယ် probiotic တောက်တဲ့အခါမှာသတိပြုသင့်တာက antibiotic လို့ခေါ်တဲ့ pre-seaw ပိုသက်ဆေးတွေနဲ့တော့နှစ်နာရီချပြီးမှတောက်သင့်ပါတယ် ဲ့ antibiotic ဆေးတွေတောက်နေရတဲ့သူတွေဆိုလို့ရှိရင် antibiotic ဆေးတောက်တာပေါ့နော်ပြီးသွားပြီးတဲ့နောက်နှစ်ပတ်လောက်အထိကို probiotic ကိုဆက်ပြီးတော့တောက်ပေးတာကဥလန်းချောင်းတစ်လျှောက်မှာပြန်လည်အားပြည့်ပြီးတော့ပုံမူကျန်းမာစေနိုင်ပါတယ် probiotic ကို ကိုခံအားကျနေတဲ့သူ organ transplant လို့ခေါ်ရဲပေါ့နော်ဒီကိုအင်ကအစာထိုးခွဲစိတ်မှုလုပ်ထားတဲ့သူ ကိုခံအားကျစေတဲ့ဆီတွေကိုတောက်နေရတဲ့သူတွေမှာဆိုလို့ရှိရင်တော့ဆရာဝင်နဲ့တရားတိုင်ပင်ပြီးမှအသုံးပြုသင့်ပါတယ်။ကဲဒီလောက်ဆိုလို့ရှိရင်တော့ကျန်းမာရေးအတွက်ကောင်းချိုးတွေအများကြီးပေးရဲ probiotic ရဲ့အကြောင်းနဲ့ probiotic ကိုဘယ်လိုမျိုးတောက်ရမလဲဆိုတာလေးကိုသိသွားကြလိမ့်မယ်လို့ခြုံကြည့်ပါတယ်။ကိုပတ်ဝန်းကျင်ကသူတွေကိုလည်းပြန်လည်ဝင်ပြဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ ့ရတောင်းဆိုချင်ပါတယ်အားလုံးပဲကျန်းမာရွှင်လန်းတဲ့နေ့ရက်လေးပြန်ဆန်းနေကြပါစေရှင်